်င်္ဂလာပါဒီနေ့ကကြတော့ကျွန်တော်တို့အမျိုးကြီးပေါ့နော် CI စာအုပ်နဲ့ပတ်သက်ပြီးတော့ဗီဒီယိုလေးနဲ့လုပ်ပေးပါဆိုပြီးတော့ကျွန်တော်ရဲ့ comment တွေမှာရောချက်ပေါင်းတွေမှာလောက်တောင်းဆိုလာတဲ့အတွက်စာနဲ့ပေနဲ့ရေးထားပြီးပြင်မယ်လေတချို့တော့ကျွန်တော်တို့အမျိုးကြီးကစာတယ်ဖတ်လို့မရတဲ့လူတွေရှိသလိုကျွန်တော်စာဖတ်ဖို့အချိန်မရှိတဲ့လူတွေလည်းဖြစ်ကောင်းဖြစ်မှာပေါ့ဗျာနော်အဲ့တော့အားလုံးရဲ့အလို့ကြဗီဒီယိုလေးကိုကျွန်တော်လုပ်ပေးလိုက်ပါပြီဒီဗီဒီယိုလေးကကြတော့ကျွန်တော်ဒီတရက်နေ့လေးလပိုင်း2025တော့ပေါ့နော်ဝန်ကြီးများအစည်းအဝေးရဲ့ထုတ်ပြန်ချက်အရာပေါ့နော်ထွက်လာတဲ့ထုတ်ပြန်ချက်ကကြတော့ ကျွန်တော်တို့ဒီ CIN စာအုပ်တွေပေါ့နော်ကျွန်တော်တို့ CIN စာအုပ်တွေပြန်လဲထုတ်ပေးဖို့အတွက်ရယ်ပြီးတော့ passport စာအုပ်တွေထုတ်ပေးဖို့အတွက်ရယ်ဆိုပြီးတော့အဲ့ဒီကိုအဲကျွန်တော်တို့သဘောတူညီမှုတွေနေပေါ့နော်ရရှိလာကြပါတယ်ခင်ဗျာဒါပေမဲ့ကျွန်တော်တို့ CIN စာအုပ်ကိုဘယ်နေ့ထုတ်ပေးသွားမလဲစင်တာဘယ်နှခုဖွင့်သွားမလဲဘယ်နေရာမှာဘာလုပ်သွားမလဲဆိုတာကတော့ဒါမြန်မာနဲ့ထိုင်းအစိုးရနှစ်ခုလုံးပူးပေါင်းပြီးတော့ဆွေးနွေးပြီးတော့မှသာပြန်လဲပြီးတော့ကြေညာပေးသွားမယ်ဆိုတဲ့အဲထုတ်ပြန်စာလေးတစ်စောင်ပေါ့နော်ထုတ်ပြန်စာမဟုတ်ပါဘူးဒါကသူတို့တွေ တတ်ဟန်ကန်လို့ခေါ်တဲ့အလုပ်သမားဝန်ကြီးဌာနရဲ့ဌာနတစ်ခုကနေပြီးတော့တစ်ခုပြန်ပို့ပေးတဲ့စာတွေပဲဖြစ်ပါတယ်အခုကျွန်တော်ပြတာတဲ့စာတွေမှာပေါ့နော်ဟုတ်ကဲ့ဒီတော့ကျွန်တော်တို့အမျိုးကြီးအနေနဲ့အခုလောလောဆယ်ဆယ်ဒီလူသစ်တွေအတွက်ကိုပဲသတင်းတွေကထွက်လာနေကြတယ် DCI လုတ်ပေးဖို့အတွက်ဒီဝီဇာစာဝတ်ဟောင်းနေရှိရင်ဝီဇာထိုးလို့ရတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ပေါ့နော်လူသစ်တွေအတွက်ကိုပဲအဲသွားနေတာကိုတွေ့ရတယ်ဒါပေမဲ့လူဟောင်းကကြတော့အခုချိန်ထိ ဘာသာမှကိုမကြားရသေးပါဘူးခင်ဗျာဒါတော့လူခေါင်းတွေကကြတော့ကျွန်တော်တို့ဘလို့တွေလှုပ်ပေးမလဲဘလို့စစ်စံလဲသွားမလို့ဘလို့အနေထားမျိုးနဲ့သွားမလဲဆိုတာကိုတော့အချိန်နဲ့တပြေးညီအဲကျွန်တော်သိရတာနဲ့ပြန်လည်ပြီးတော့ကြီးညာပေးပါမယ်ခင်ဗျာအခုလောလောဆယ်ဆယ်ကကြတော့လူသစ်တွေနဲ့ CI လှုပ်ပေးဖို့အတွက်ကိုပဲအကြီးညာချက်တွေကထွက်လာတဲ့ခါကျတော့ဒါကိုပဲကျွန်တော်ထပ်မံဗီဒီယိုဗီဒီယိုလေးနဲ့ပဲကျွန်တော်ပြန်လုပ်ပေးလိုက်ရပါတယ်။ဒါတော့ CI စာအုပ်တွေကဘယ်ချိန်တော့ဖြစ်မလဲဆိုလို့ရှိရင်တော့ဒါက နောက်ထပ်အခြေအနေထူးထန်တဲ့ထူးထူးချင်းပြန်လဲပြီးတော့တင်ဆက်ပေးပါမယ်။ခုလိုလောဆယ်စရာကြတော့ CI ထုတ်ပေးတဲ့ယူနေထပ်မပြီးတတန်တိုးချဲ့ဖို့ CI စာအုပ်ဒီနော် password စာပုံးစီပေါ့နော်ထုတ်ပေးဖို့အတွက်ကိုဒါသဘောတူလိုက်တယ်ဆိုတဲ့ဒါဝန်ကြီးများအစည်းအဝေးထုတ်ပြန်ချက်ကတော့ဒါ OK သွားပြီပေါ့နော်။နောက်ထပ်ကတော့အသေးစိတ်ဘာတွေလုပ်ရမယ်ဆိုတဲ့အပိုင်းပဲကြံတော့တာပေါ့ဗျာနော်။အဲ့အတွက်အားလုံးဖက်ဆန်နေစုထားလိုက်ကြပါနောက်တစ်ခုကကြတော့ယုံကြည်စိတ်ချတဲ့လူနဲ့လုပ်ဖို့အတွက်ကိုခုံရစိတ်တဲ့တက်တာစွာနဲ့ ။နော်ပြီးတော့လည်းမမကန်ကန်နဲ့ရနိုင်မလူတွေကိုလည်းကိုကခုကနေနေပြီးတော့ရှာထားကြဖို့လိုအပ်ပါတယ်။နော်ပတ်စံကတော့ကြိုးပေးစရာမလိုပါဘူး။အလုပ်လည်းကြိုးတင်ပြီးတော့အန်ပေးနေစရာတော့မလိုဘူးပေါ့။ဒါမှအချင်တော့လည်းအပ်ပေါ်တော့ဒါတော့ခင်ဗျားတို့ကိစ္စပါ။ဒါပေမဲ့ဘယ်နေ့ဘယ်ချိန်ဖွင့်မယ်ဆိုတာကတော့အတိအကျတော့ ပြောလို့မရသေးပါဘူးခင်ဗျအဲ့အတွက်ကိုဖီရိုနေနဲ့လာပြီးတော့လုတ်ပြေးခြင်းပဲဖြစ်ပါတယ်ကျွန်တော်တို့အမျိုးတွေအားလုံးပြီးတော့ file ဒီဒါကလူတစ်တီ CI လောက်တာနဲ့ပတ်သက်ပြီးစာအုပ်လေးတာနဲ့ပတ်သက်ပြီးတော့အတွက်ကိုပဲဒါအဓိကထားပြီးတော့ဒီဝန်ကြီးများစီဝေးထုတ်ပြန်ချက်တွေမှာထုတ်ပြန်ထားတာဖြစ်တဲ့အတွက်ကြောင့်ဒီလောက်နေနဲ့ပဲကျွန်တော်လူရင်းတူရင်းလိုပဲပြောလို့ပါတယ်ကျွန်တော်ကဟိုဘယ်လိုပြောမလဲဆိုတော့ရွှေပြားလုတ်သမားမျိုးတွေနေနဲ့เนาะလူရင်းတူရင်ကိုမှကြိုက်တယ်ဆိုလို့ကျွန်တော်လူရင်းတူရင်လည်းပဲကျွန်တော်တင်ဆက်ပေးခြင်းပဲဖြစ်ပါတယ်နားမလည်တာရှိရင်တော့လဲ comment မှာလာရေးထားပေးပါခင်ဗျ เนาะကျွန်တော်ကိုလည်းထပ်မှန်ပြီးတော့မေးရရှိတယ်တံပင်ဆွေးနွေးရရှိတယ်မှုပိုင်းဆိုင်ရာနဲ့တံပင်ဆွေးနွေးကျင်တယ်ဆိုလို့ရှိရင်เนาะ3943254159ကိုဆက်ပြီးတော့မနေ့7နိုင်ရည်နေစပြီးတော့ညနေ9နိုင်ရည်ဆက်သွဲပြီးတော့အကြံယူနိုင်ပါတယ်ခင်ဗျာ နော်ဘယ်ကဘာလို့ရမလဲဘာလို့တာလဲကာတိုင်မှုလားအလုတ်တမဒဏ်ရာရတာလားအလုတ်ကနေအထုတ်ခံရတာလားအလုတ်တမကိစ္စမှန်သမျှအမှုကိစ္စမှန်သမျှကျွန်တော်တည်တဲ့လောက်တတ်တဲ့လောက်လေးပြန်လဲပြီးတော့အကြံပြုပေးသွားမှာဖြစ်ပါတယ်အဲဒီတော့ကျွန်တော်ကိုလိုအပ်တာရှိရင်ကျွန်တော်ဇာနဲ့ရေးတယ်ကွန်မန့်နဲ့ရေးတယ်ရေးလို့မှပြန်ပြီးတော့စာမပြန်ရဘူးဆိုလို့ရှိရင်တော့ကျွန်တော်ဖုန်းနံပါတ်ကိုဆက်လာခဲ့ပါဗျာတမညာကို435415ကိုဖြစ်ပါတယ်မနေ့7နိုင်ရနေစပြီးညနေ9နိုင်အထိဆက်သွယ်နိုင်ပါတယ်ခင်ဗျအားလုံးပဲမင်္ဂလာပါ